အာ love ရယ် like ရယ် dislike ရယ် hate နော်ဆရာ emotion လေးပြအဲ့တချို့ဥစ္စာဆိုလို့ရှိရင်သူကိုကြိုက်တဲ့ဥစ္စာဆိုရင်ဘယ်လို emotion ပြမလဲကိုမကြိုက်တဲ့ဥစ္စာဆိုလို့ရှိရင် emotion ဘယ်လိုပြမလဲအဲ့ဒါလေးကိုကြည့်ကြပါဆိုတော့ဒီမှာကြောက်ရောဆရာတို့ emotion ၄ခုပေးထားတယ်အဲ့ဒါဘာလဲဆိုတော့ love ကတော့သူကဘာဆိုအလွန်ကြိုက်တာပေါ့နော် like ကတော့ဒါတူပဲကြိုက်တယ် dislike ကတော့မကြိုက်ဘူး hate ကတော့မုန်းမှာမုန်းတာနော် ဲ့တော့ဆရာတို့ဒီမှာ emotion လေးကြီးကြည့်မယ်ဆိုရင် love မှာသူကအပေါင်းလက္ခဏာလေးနှစ်ခုပြတာတယ်ပြီးရင်သူ့ရဲ့ emoji လေးကြည့်မယ်ဆိုရင်လုံးဝကိုပြုံးပြုံးချွတ်ချွတ်နဲ့ပုံလေးရကဲအဲ့တော့ဆရာတို့ like ရဲ့ပုံလေးကိုကြည့်လိုက်ကြည့်မယ်ဆိုရင်သူကအပေါင်းလက္ခဏာလေးတစ်ခုရှိရယ်ပြီးရင်မျက်နှာလေးကတော့ပြုံးနေသေးတယ် dislike ကိုကြည့်လိုက်လို့ရှိရင်မျက်နှာလေးကနည်းနည်းမဲ့သွားပြီးအနှုတ်လက္ခဏာလေးပြတာတယ်အဲ့တော့ hate ကကြတော့မုန်းတယ်မုန်းတာကြတော့အိမ်မှာကြတော့သူက minus နှစ်ခုပေါ့နော်အနှုတ်နှစ်ခုပြထားတယ်ပြီးတော့မျက်နှာတော်တော်ကိုမဲ့သွားပြီကဲဆိုတော့ဆရာတို့ကအခုမလုပ်မလဲဆိုတော့1 look at the emotions and fill in the blanks with love like dislike or hate ကဲဆရာအခုနပြောထားတဲ့ love ရယ် like ရယ် dislike ရယ် hate ရယ်အဲ့ပုံလေးတွေသုံးပြီးတော့အောက်မှာပေးထားတဲ့ blank လေးကိုဆရာနဲ့တူတူဖြေလိုက်ကြအောင် okay ဒါဆိုရှင်1 i blank indian food ကဲဒါတော့ဒါတို့သမီးတို့ကိုယ့်ရဲ့စိတ်ကူးပေါ်မှာမူတည်ရနော်ကိုကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးဖြေလို့ရပါတယ်ဆိုတော့အဲ့မှာကြံဆရာတို့ကဘာဖြေရမလဲဆိုတော့ I like Indian food လို့ဆရာတော့ဖြေမယ်။ဒါကြောင့်မီရာကိုကြိုက်တဲ့ကိုစိတ်ကူးတွေမှာရှိရဥစားဖြေလို့ရတယ်เนาะ။ Okay ဆရာတော့ like လို့ဖြေလိုက်မယ်။ Okay like ဖြေလိုက်ပြီ။ကဲတော့ number 2 Okay ဆိုတော့ I blank snakes ဆရာတော့မွေတွေကိုမကြိုက်ဘူးမုန်းတယ်ဆိုတဲ့အတွက်ဆရာ hate ဆိုပြီးဖြေမယ်။ I hate snakes Okay ဒါဆို3ကိုဆက်ကြည့်မယ်။ I blank flying နဲ့ I blank flying ကြတော့အဲလေးမြန်စီးရတာဆရာတော့တိတ်မကြိုက်ဘူး။ ဲ့တော့ I dislike flying ဆိုစရာထည့်မယ်နော် I dislike flying အဲ့တော့ I blank ice cream ねอืม ice cream ကြတော့စားရရမ်းကြိုက်တယ်အဲ့တော့ I love အဲ့တော့ I love ice cream love ဆိုပြလိုက်မယ်เนาะအဲ့တော့ဒါတို့သမီးတို့ကဒါကိုယ့်ရဲ့ပေါ်မှာမူတည်ပြီးတော့ကိုကြိုက်တဲ့ဥစ္စာကိုရွေးပြီးထည့်လို့ရတယ်เนาะဒါပုံသင်မဟုတ်ပါဘူးဇရာကြတော့ဇရာကြိုက်တဲ့ဥစ္စာကိုကြိုက်တယ်လို့ထည့်တယ်မကြိုက်တဲ့ဥစ္စာကိုမကြိုက်ဘူးလို့ထည့်တာလားเนาะအဲ့တော့ဒါတို့သမီးတို့ကကိုပိုင်းဒီလေးခုတွေအပြေအောင်ကြိုက်တယ်မကြိုက်ဘူးဆိုတာကိုသုံးပြပြီးတော့ကိုကကိုထည့်လို့ရပါတယ်โอเคဒါဆိုဒါတို့သမီးတွေဇရာရဲ့ number 2လေးကိုဆက်ကြည့်ရအောင် Do you love, like, dislike, or hate the following food and drinks? Draw emotions under the pictures. Okay. So, အရှိရာထုံးစံတိုင်းပဲဆရာတို့အောက်မှာသူက food plate ပေးကြတယ်စားစရာတောက်စရာလေးเนาะအဲ့ထဲမှာမှာကိုကကိုကြိုက်တဲ့ဥစ္စာဆိုရင်ဗာလဲเนาะ love ရယ် like ရယ် dislike ရယ် hate ရယ်ဖြည့်ပေးပါတဲ့ okay ဒါဆိုရင်ဆရာဖြည့်ပြီเนาะဒါရယ်ကိုကြိုက်တယ်လို့ဖြည့်လို့ရတယ်เนาะဆရာရယ်ဆရာကြိုက်တာဖြည့်မယ်ဒါတို့သမီးတို့ကလည်းကိုကြိုက်တဲ့အစားအစာဆိုရင်ကြိုက်တယ်မကြိုက်ဘူးဆိုမကြိုက်ဘူးဖြည့်လို့ရတယ် okay ဒါဆိုရင်စပြီဒါဆိုရင်ပထမဆုံး one dumplings dumplings ဆိုတာဗာလဲဆိုတော့ပေါက်စီအပေါက်စီကြတော့ဆရာဗာထင်မလဲဆိုတော့ like ထည့်လိုက်မယ်အဲ့တော့အပေါင်းလေးတစ်ခုထည့်လိုက်မယ်ရိုးရိုး like ဖြည့်လိုက်မယ် okay ဒါကိုကြိုက်တာဖြည့်လို့ရအောင်နော်ဇာတ်တိုင်း like လုပ်ဆရာမလို့ okay two coffee อืม coffee ကြတော့ဆရာအရင်ကြီးတော့မကြိုက်ဘူးကြိုက်တော့ကြိုက်တယ်အဲ့တော့ဆရာ like ပဲဖြည့်လိုက်မယ် coffee ကိုလည်း three donuts အမ် donuts ကြတော့ဆရာအရင်စားလို့ကြိုက်တယ်အဲ့တော့အဲ့ဒါကို love ဖြည့်လိုက်မယ်နော် love ဆိုတော့ဆရာတို့ပါလေအပေါင်းလက္ခဏာလေးနှစ်ခုပေါ့နော်ကဲဒါဆို chocolate ချောကလက်ကြတော့ဆရာကကြိုက်တယ်ချောကလက်လေအဲ့တော့အဲ့ဒါကိုကြောက်ဆရာအပေါင်းလက္ခဏာလေးတစ်ခုထည့်လိုက်မယ် like อืมနောက်တစ်ခုကကြ porridge ဟုတ်ပြီเนาะ porridge ကြတော့ဆရာကြိုက်လုံးဝမကြိုက်ဘူးเนาะလုံးဝမကြိုက်ဘူးဆိုတော့အဲ့ဒါဘာထည့်မလဲဆိုတော့ hate ထည့်မယ်အဲ့တော့ဘာထည့်မလဲဆိုတော့အနှုတ်လက္ခဏာနှစ်ခုပါ minus နှစ်ခု hate ကဲဆက်ကြည့်မယ်မုံရင်းကအာမုံရင်းကကြတော့ဆရာအရင်ကြိုက်တယ်အဲ့တော့မုံရင်းကကိုဘာထည့်မလဲဆိုတော့ love ဆိုတော့ဘာထည့်မလဲအပေါင်းလက္ခဏာနှစ်ခုထည့်လိုက်မှာပေါ့ နော်ကဲနောက်တစ်ခု juice 7လို့ထပ်ကြည့်မယ် juice ကြတော့ဆရာ juice လည်းကြိုက်ပါတယ်ကဲကြိုက်တယ်ဆိုတော့ဆရာ like ပဲထည့်လိုက်မယ်နော် plus ပေါ့နော်အပေါင်းလိုက်ကြတာထည့်လိုက် t t ကြတော့ဆရာကမကြိုက်ဘူးမကြိုက်ဘူးဆိုတော့ t ကိုပါထည့်မယ်ဆို minus ထည့်လိုက်မယ်နော် dislike ပေါ့ you dislike ထည့်လိုက် noodles noodles ခေါက်ဆွဲကကြတော့ဆရာမကြိုက်ဘူးခေါက်ဆွဲလည်းမကြိုက်ဘူးအဲ့တော့ခေါက်ဆွဲကိုဘာလို့မလဲဆို dislike အနှုတ်ထည့်လိုက်မယ်ဆရာ pancakes ပန်ကိတ်ဆရာပိုဆိုးဆရာပိုမကြိုက်ဘူးပန်ကိတ်ဆိုအဲ့တော့မလုပ်လိုက်မှာဆိုလုံးဝ I hate pancakes ဆိုတော့ဆရာ minus 2ခုတောင်ထည့်လိုက်မှာကွာနော်လုံးဝကို hate ထားလိုက်မယ်โอเคရပြီနော်ကဲအဲ့တော့ဒါရသမီးတို့ကလည်းဒါရသမီးတို့ကြိုက်ခင်တတ်တဲ့ဥစ္စာကိုကိုထည့်ပြီးပြီဆရာကလည်းဆရာကြိုက်တာဦးဆရာထည့်ပြီးပြီ ဲ့တော့ကျတော့အခုမလုပ်ပြီလဲဆိုတော့3ကိုဆက်ကြည့်မယ် look at the emotions you have chosen in exercise 2 and write a sentence for each picture ကဲဆိုတော့ကျတော့အခုနထည့်လိုက်တဲ့ emotion တွေပေါ်မူတည်ပြီး like ရင် like မယ် love ရင် love မယ် dislike ဆိုတော့ dislike hate ဆိုရင် hate စာကြောင်းလေးစီပြန်ထည့်မယ်အဲဆရာနဲ့တအား3တို့နဲ့တူချင်မှတူမယ်နော်ဘာလို့ဆိုတော့ကိုကဖြည့်ထားတဲ့ပုံစံမှမတူတာနော်ဆရာလည်းဆရာအကြိုက်ကိုဖြည့်ထားတာဒါတို့သမီးတို့ကလည်းဒါတို့သမီးတွေအကြိုက်ကိုဖြည့်ထားဖြစ်တဲ့အတွက်ကြောင့်ကိုရွေးထားတဲ့ပုံမှာမူတည်ပြီးတော့စာကြောင်းလေးတွေကိုရေးမယ် ကဲအဲ့တော့ဆရာတော့ဆရာယူထားတဲ့ပုံမူတည်ပြီးတော့ဒီစားကြောင်ယူမယ် number 1ကဲ number 1မှာကြာတော့ဆရာဘာထည့်ထားလဲอืม like ပဲထည့်ထားတော့ i like dumpling 2ကိုကြည့်မယ်2ကလည်းဆရာ like ထည့်ထားတယ် coffee ကိုဆိုတော့ i like coffee 3 3မှာကြာတော့ဆရာ donut အရင်ကြိုက်တဲ့အတွက်ကြောင့် i love donuts ဟုတ်ပြီ4 4မှာကြာတော့ chocolate ကိုကြာတော့ဆရာကြိုက်တယ်အဲ့တော့ i like chocolates 5 okay, nó rõ five uh, five mà giờ sẽ xem tiếp của môn này lục biểu ra là ở đó I hate porridge bây giờ nhé chào 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 bà lê à môn hình ga sẽ chạy để lục biểu để anh chạy để môn hình ga ở I love môn hình ga ok ở e seven seven là chào đó cho gì juice go sẽ chạy để đó I like juice bây giờ eight ấy giờ lập hết giờ sẽ mà chạy không thấy bây giờ ở I dislike tea. Okay, nine. နိုင်ကြတော့ခောက်ဆွဲခောက်ဆွဲကိုဆရာသိမကြိုက်ပြန်အောင်အဲ့တော့ I dislike noodles ပြီးရင် number 10 10နဲ့ကြတော့ pancake ဆိုရင်ဆရာလုံးဝမကြိုက်ဘူးအဲ့တော့ I hate pancakes ဆိုဆရာထည့်လိုက်ပြန်ကဲအဲ့တော့သားတို့သမီးတို့ကဆရာရေးတဲ့အတိုင်းနိုင်ရေးဆရာမလို့နော်ကိုထည့်ထားတဲ့ပုံပူတည်ပြီးတော့စာကြောင်းလေးကိုပြောင်းပြီးတော့ရေးကြပါကဲဒါဆိုရင်ဆရာတို့ for read the passage နော်စာပိုက်ကိုဖတ်ကြမယ် ကဲဒါဆိုစာပိုက်လေးတကြပြန်ဖတ်မယ်ပြီးရင်ဆရာတို့ဒီစာပိုက်နှစ်ဆိုင်နဲ့မိကုန်လေးတွေကိုအတူတူဖြေကြအောင်โอเคဒါဆိုရင်ဖတ်မယ်ပထမစာပိုက် My name is Thura I lives in Yangon เนาะကျွန်တော်နာမည်က Thura ဖြစ်ပါတယ်ကျွန်တော်က Yangon မှာနေပါတယ် I am 11 years old เนาะကျွန်တော်ကဗာလဲအသက်17နှစ်ဖြစ်တယ်တဲ့ I am studying in grade 6ကျွန်တော်ကအူလို့စေ grade 6မှာပညာသင်ကြားနေပါတယ် my parents are ujo win and do kimama ။เนาะကျွန်တော်ရဲ့เนาะမိဘတွေကတော့ဥကျော်ဝင်းနဲ့ဒေါခင်မမတို့ပဲဖြစ်တယ်။เนาะ my father is a doctor and my mother is a teacher ကျွန်တော်ဖေကတော့ဆရာဝန်တယောက်ဖြစ်ပြီးတော့ကျွန်တော်အမေကတော့ဘာဖြစ်လဲเนาะဆရာမတယောက်ဖြစ်တယ်တဲ့เนาะ my younger brother จอซွာ is studying in grade 4เนาะကျွန်တော်ရဲ့ညီလေးเนาะညီငယ်လေးတယောက်ဖြစ်တယ်จอซွာသည်တဲ့ဗမာစာသင်နေလဲဆိုတော့ grade 4เนาะစရုပ်ထာတန်းမှာပညာသင်ကြားနေပါတယ်တဲ့ we go to the same school တဲ့ เนาะအဲ့တော့ចောင်းတူတူသွားကြရပါเนาะចောင်းအတူတူပဲเนาะ my grandmother တော်မြမြ lives with us เนาะကျွန်တော်တို့ရဲ့အဖွားဖြစ်တဲ့တော်မြမြကကျွန်တော်တို့နဲ့တူတူနေပါတယ် she is my mother's mother เนาะဒေါ်မြတ်မြတ်ကဘာသူလဲကျွန်တော်အမေရဲ့အမေဖြစ်ပါတယ်เนาะ she love all of us เนาะအကုန်လုံးချစ်တယ်တဲ့ and we all love her too သူ့ကိုလည်းကျွန်တော်တို့အကုန်လုံးကချစ်ကြပါတယ်ဟုတ်ပြီเนาะအဲ့တော့ the people in my family have different likes and dislikes အဲ့တော့ကျွန်တော်တို့မိသားစုထဲမှာပါဝင်ကြတဲ့မိသားစုဝင်တွေကတယောက်နဲ့တယောက်အကြိုက်ချင်းလည်းမတူပါဘူးတဲ့ကဲဒါဆိုရင်တို့ရဲ့အကြိုက်တွေကဘာတွေကွဲပြားလဲဆိုတာကိုဆရာတို့လေ့လာလိုက်ကြအောင်ကဲပထမဆုံး sports အားကစားနဲ့ပတ်သက်လို့တို့ရဲ့အကြိုက်တွေမကြိုက်တာတွေကိုကြည့်မယ် I really like playing football တဲ့သူကတော့ဗာလဲ football ဘောလုံးကန်တာကိုတကယ်ကြိုက်တယ်ဂျောဇွာ likes playing basketball ဂျောဇွာကတော့ဗာကြိုက်တယ် basketball ကိုကြိုက်တယ်တဲ့ but sometimes he play football with us တခါလေးကြိုက်ရင်တော့တဲ့သူကကျွန်တော်နဲ့ဘောလုံးလာကပ်ပါတယ် when he goes to the basketball court เนาะ basketball ကစားတဲ့သူเนาะ ဘတ်စကတ်ဘောကစားတဲ့ကွင်းလုံသွားတဲ့အခါမှာ I go along with him and watch him play basketball with his friends เนาะကျွန်တော်ကသူနဲ့တူလိုက်သွားတယ်လိုက်သွားပြီးတော့သူနဲ့သူတငယ်ချင်းနေဘတ်စကတ်ဘောကစားကြတာ ਉਹ တဲ့သွားပြီးတော့ကြည့်ပါတယ်ကဲ sports ပြီးတော့ entertainment ဖြောပြမှုပေါ့เนาะ entertainment တွေကိုကြည့်ကြည့်အောင်ဘယ်သူတွေဘာတွေကြိုက်လဲပေါ့ My father likes watching football matches သူပြရတော့တဲ့ဘောလုံးပွဲတွေကြည့်ရတာကိုကြိုက်ပါတယ် but my mother and my grandmother like watching movies on TV ဒါမှမဟုတ်ကျွန်တော်ရဲ့အမေနဲ့ကျွန်တော်ရဲ့အဖွားကတော့နော် TV ပေါ်မှာဗားရကြည့်ရတာကြိုက်တယ်ဆိုတော့ရုပ်ရှင်တွေကြည့်ရတာကြိုက်တယ်။နော်ကြောစွား and I like listening to music ကြောစွားနဲ့ကျွန်တော်ကတော့တခြင်းနားထောင်ရတာကိုကြိုက်ပါတယ်။ကြောစွား love hip hop music but I do not like it very much နော် I like pop music ကြော်စွာတော့ hip hop music တွေကိုကြိုက်တယ်နော် hip hop တွေကိုကြိုက်တယ်တော့ဒါပေမဲ့ तू ကတော့ hip hop မကြိုက်ဘူးတဲ့ तू ကတော့ဗားလိုက်တယ်ဆိုတော့ I like pop music နော် pop တေဂီတာတွေကိုကြိုက်ပါတယ်ကဲဒါဆိုဒါဆိုမျိုးကြီးဆရာတို့တို့ရဲ့အကြိုက်တရားတယောက်နဲ့တယောက်တော့မတူဘူးနော်ဒါဆို food တို့လည်းစကြည့်လိုက်အောင်အစားအစာတွေလည်းဘယ်သူကပါကြိုက်လဲဘယ်သူကပါကြိုက်လဲပေါ့နော်ကဲအဲ့ဆို my mother usually thinks carefully about what to cook every day ကျွန်တော်အမေရတယ်ဒီနေ့နေ့ဘာချက်ရမလဲဆိုတာကိုတေးချာချာစဉ်းစားတယ်တဲ့ because we have different likes and dislikes ဘာလို့လဲဆိုတော့သူတို့ကတယောက်နဲ့တယောက်အကြိုက်မတူကြဘူးเนาะအဲ့တော့ my father and i the fish ကျွန်တော်အဖေနဲ့ကျွန်တော်ကတော့ငါးကြိုက်တယ်တဲ့ but my brother doesn't like เนาะ uh but my brother doesn't เนาะဆိုတော့သူ့ရဲ့ညီကတော့မကြိုက်ဘူးပေါ့ကွာငါ့ကိုအဲ့တော့ he likes meat အင်းသူကတော့အသားတွေစားရတာကြိုက်တယ်เนาะ my grandmother doesn't eat meat right we all love vegetables เนาะကျွန်တော်ရဲ့အဖွားကတော့အသာမစားပါဘူးတဲ့ we all love vegetables ကျွန်တော်တို့အားလုံးကတော့တဲ့เนาะအသီးအွက်တွေစားရတာကြိုက်ပါတယ်เนาะ on sundays my mother cooks delicious dishes for us အဲ့တော့တတင်းကွေနေ့တိုင်းမှာเนาะကျွန်တော်ရဲ့အမေက cooks delicious dishes for us အရသာရှိရဲ့ဟင်းပွဲတွေကိုချက်ပြုတ်ပါတယ် and we usually have a wonderful meal เนาะတကယ်ဟိုမှာเนาะအရသာရှိရဲ့เนาะဒါ ဟိုဓမင်းပွဲကိုသူတို့စားကြပါတယ် although we have different likes and dislikes we never quarrel အဲ့ကျွန်တော်တို့ဇီယာတဲ့ကျွန်တော်တို့မိသားစုကတယောက်နဲ့တယောက်အကြိုက်ချင်းနေတော့မတူကြပါဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့ကဘယ်တော့မှ we never quarrel ဆိုတာပါလေရံမဖြစ်ကြပါဘူး we are a happy family ကျွန်တော်တို့မိသားစုကပျော်ရွှင်စရာကောင်းတဲ့မိသားစုတစုဖြစ်ပါတယ်တဲ့ ။ကဲဒါပြီးရင်ဒါဆိုတော့ဆရာတို့ 4A ကိုဆက်ကြည့်မယ်နော် complete the table ။ကဲဇာတ်ကိုပေးထားတယ်ဖြည့်ပြမယ်။ဆိုတော့ဆရာတို့ဒီဇာတ်ကိုဖြည့်တဲ့အခါမှာအရှိမဆရာဖတ်ပြခဲ့တဲ့ passage တွေပေါ့မူတည်ပြီးတော့ဇာတ်ကိုဖြည့်ကြမယ်။ Okay ။ဆိုတော့ဒီမှာဇာတ်မှာဘာပါလဲဆိုတော့ဆရာတို့ဒီမိသားစုဝင်တဲ့လူတွေနာမည်ပါတယ်။ဒေါ်မြတ်မြတ်ပါတယ်။ဦးကျော်ဝင်းဒေါ်ခင်မမသူရကျော်စွာ။အဲ့ဒီမှာဒေါ်မြတ်မြတ်ကဘာတူလဲ။သူတို့မိသားစုတွေကသူတို့ရဲ့အဖွာဦးကျော်ဝင်းကဘာတူလဲ။အဖေဒေါ်ခင်မမကအမေ သူရာဆရာတို့ကိုပြောပြနေတဲ့ဒါပေါ့နော်။နောက်ကြော်စွားကြတော့သူရာရဲ့ညီနော်။ကဲဆိုတော့သူတို့အိမ်မှာ sports ပါတယ် entertainment ပါတယ် food နော်ဆရာလည်းခုနဖတ်ပြခဲ့တယ်။အကစားမှလည်းသူတို့တယောက်နဲ့တယောက်ကြိုက်တာလည်းမတူဘူး entertainment မှလည်းမတူဘူး food မှလည်းသိမ့်မတူကြဘူး။ဆိုတော့အိမ်မှာ like and dislike ပေါ့နော် sports အောက်မှလည်းကြိုက်တာနဲ့မကြိုက်တာရှိမယ်။ entertainment အောက်မှာကြိုက်တာမကြိုက်တာရှိမယ် food အောက်မှာကြိုက်တာမကြိုက်တာရှိမယ်ကဲအဲ့ဒါကိုဘယ်သူကဘာကြိုက်တယ်မကြိုက်ဘူးဆိုတာကိုဆရာတို့ခွဲကြည့်ကြမယ် နော်ကဲဆိုတော့ပထမဆုံးသူတို့ရဲ့အဖွားဖြစ်တဲ့ဒေါ်မြတ်မြတ်ကိုဆရာတို့ကြည့်ကြအောင်ကဲဒေါ်မြတ်မြတ်မှာ sports နဲ့ပတ်သက်လို့ပြောထားတာပါရှိလေဘာမှမရှိနော်အဖွားကတော့အခုနအားကစားနဲ့ပတ်သက်လို့သူဘာမှမလုပ်တော့ဘူးထင်တယ်နော်ဒါကြောင့်သူကြိုက်တယ်မကြိုက်ဘူးဆိုတာလည်းမပြောထားတဲ့အတွက်ဆရာတို့ဘာမှမထည့်ပါဘူးကဲဒီက entertainment မှာရောအဖွားဘာကြိုက်လဲဆိုတာကိုပြောထားလေပြောထားတယ်နော်ဘာပြောထားလဲအဖွားနဲ့အမေက နော် TV မှာရုပ်ရှင်ကြည့်ရတာကြိုက်တဲ့အတွက်ကြောင့်ဒေါ်မြမြက Entertainment မှာဘာကိုကြိုက်သလဲ Like out မှာ watching movies on TV အဲ့တော့ဒေါ်မြမြက်တွေအဲ့ဒါလေးထည့်ပေးမယ်ပါနော် watching movies on TV ကဲ food ဒါဆိုရင်တို့ရဲ့ဒေါ်မြမြက်တော့အဖွားဖြစ်တဲ့သူက food တွေထဲမှာဘာကြိုက်လဲဘာမကြိုက်ဘူးလဲ သူကဘာရေးထားလဲအဖွားကအရွက်တွေကြိုက်တယ်ဒါပေမဲ့အသားမကြိုက်ဘူးလို့ရေးထားတဲ့အတွက်ဒေါ်မြတ်မြတ်ရဲ့ food ရဲ့ like အောက်မှာ vegetables တဲ့မယ် and then dislike ရဲ့အောက်မှာဆရာတို့က meat ထည့်ပေးမယ် okay ကဲဒါဆိုရင်ဆရာတို့ဥကြုံဝင်းကိုဆက်ကြည့်ရအောင်ဥကြုံဝင်းကရောအားကစားနဲ့ပတ်သက်လို့ကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ကိစ္စတွေပြောထားသလားမပြောထားဘူး เนาะအဲ့တော့ဥကြုံဝင်းကိုလည်းဆရာတို့မထည့်ဘူး sport နဲ့ပတ်သက်လို့ကဲဒါဆို entertainment မှာတော့ဥကြုံဝင်းကဆရာတို့ဘောလုံးပွဲအရင်ကြိုက်တယ်ဆိုတဲ့အကြောင်းကိုဆရာတို့ဖတ်ထားတယ်ဆိုတော့ entertainment အောက်မှာ like အောက်မှာဥကြုံဝင်းကပါလေ watching football matches ဘောလုံးပွဲကြည့်ရတာကြိုက်တယ်ကဲပြီးရင် food တွေထဲမှာဥကြုံဝင်းကြိုက်တယ်နဲ့မကြိုက်တယ်နဲ့ပါရှိကြိုက်တာတော့ဆရာမှတ်မိတာသူကသူရနဲ့ဥကြုံဝင်းကငါးကြိုက်တယ်ဆိုပြီးတော့ဆရာတွေးလိုက်တယ် နောက်နောက်ပြီးတော့သူတို့မိသားစုတွေအကုန်လုံးကအသီးရွက်တွေလည်းကြိုက်ကြတယ်ဆိုတာအကြောင်းကိုဆရာဖတ်လိုက်တယ်။အဲ့တော့ဥကြုံဝင် food ရဲ့အောက်မှာ like အောက်မှာသူပါကြိုက်လဲ fish နဲ့ vegetables နော်ဥကြုံဝင်မကြိုက်တဲ့အစားတောက်တော့ဆရာမတွေ့မိဘူးအဲ့တော့မထည့်ဘူးမရှိဘူးပေါ့ကဲဒါဆိုရင်ဆရာတို့သူတို့ အမိဖြစ်တဲ့ဒေါခင်မမစီကိုသွားကြရအောင်ကဲအဲ့တော့ဒေါခင်မမမှာ sport နဲ့ပတ်သက်လို့သူပြောထားတာရှိတယ်ဘာမှမရှိဘူးအဲ့တော့သူ့အတွက်လည်းဆရာတို့ဘာမှမထည့်ဘူး နော်ကြည့်ဒါဆိုရင် entertainment entertainment မှာကြာလို့ဆရာဦးနာပြောသလိုပဲအဲမိသားစုထဲမှာအဖွားနဲ့အမေက TV မှာဗာလေရုပ်ရှင်ကြည့်ရကြိုက်တယ်လို့ပြောတာ။အိုးဆိုတော့ entertainment နဲ့ like အောက်မှာ docking မမပါတယ် watching movies on TV နော် dislike ကတော့မတွေ့မိဘူးမရှိ။ကြည့်ဒါဆို food food ကကြာတော့ docking မမကျန်တဲ့ထွေတူတူအသားတွေငားတွေတော့မပြောတာ။ဒါပေမဲ့သူတို့မိသားစုတစ်ခုလုံးက vegetable ကြိုက်တာဖြစ်တဲ့အတွက်ကြောင့် docking မမကအသီးရွယ်ကြိုက်လိမ့်မယ်။အဲ့တော့ အာ food ရဲ့ like out မှာဆရာတို့ vegetable ဆိုပြီးတော့ထည့်ပြလိုက်မယ်။ဟုတ်ပြီ။သူရကြတော့သူရဘာကိုကြိုက်တယ်လဲဆိုတော့တို့သူရနဲ့ကြော်သွားကဆရာမှတ်မိတယ်လားတို့အားကစားလုပ်ကြတယ်နော်အဲ့တော့အဲ့အကြောင်းနဲ့ပတ်သက်လို့ကတော့ဖတ်မိတယ်။ဆိုတော့သူရကဘောလုံးကန်တာကိုကြိုက်တယ်။ကြော်သွားက basket ball ကြိုက်တယ်ဆိုတော့အခုကသူရအတွက်ဆရာတို့ဖြည့်မယ်။အဲ့တော့သူရက sport ဆရာ like out မှာသူဘာကြိုက်လဲ football ဟုတ်ပြီထည့်ပြလိုက်မယ်။ကဲပြီးရင် entertainment ဘာကြိုက်လဲ။ ် entertainment နဲ့မှာဩဆရာမမေသူရာနဲ့သူ့ရဲ့ညီလေးသတင်းနားထောင်တာကြိုက်တယ်ဆိုတဲ့ကိစ္စကိုတွေးမိတယ်နော်အဲ့တော့သူရာရဲ့ entertainment like အောက်မှာ listening to music အဲ့ဒီမှာထပ်ပြီးတော့အဲသူရာနဲ့ကြော်စာနဲ့ क्वे ပြားတာကြတော့ဆရာမှတ်မိတာပေါ့နော်သူရာ pop music pop တီဂီတာကိုကြိုက်တယ်ကြော်စာကြ hip hop ကိုကြိုက်တယ်နော်အဲ့တော့သူရာရဲ့ entertainment ရဲ့ like အောက်မှာ pop music ကိုပါထပ်ပြီးထည့်ပြလိုက်ကဲ dislike entertainment မှာသူမကြိုက်တဲ့ဥစ္စာပါဘို့ပြောလဲ အာသူက hip hop music မကြိုက်ဘူးလို့ပြောထားတဲ့အတွက်ကြောင့် entertainment နဲ့ dislike အောက်မှာ hip hop music သူရအတွက်ထည့်လိုက်မယ်။ကဲဒါဆိုရင် food ကိုသွားရအောင်။ food မှာကြတော့ food ရဲ့ like မှာသူရပါကြိုက်လေ။နော်ဦးနာဆရာတို့ဖတ်တာပါလေသူရနဲ့သူ့အဖေနဲ့ကငားကြိုက်တယ်လို့ပြောတယ်မိသားစုတစုလုံးကအသီးရွက်တွေကြိုက်ကြတယ်ဆိုရဲအတွက်သူရရဲ့ food ရဲ့ like အောက်မှာ fish နဲ့ vegetable ထည့်မယ် dislike မကြိုက်တဲ့အသားတော့မရှိဘူးမထည့်ဘူးကဲအဲ့တော့နောက်ဆုံးဆရာတို့ကြော်စွာသူရရဲ့ငီငယ်လေးကြော်စွာ ကြည့်ကြအောင်ကဲတော့ sport မှာကြတော့ဦးနာဆရာပြောသလိုပဲတယောက်နဲ့တယောက်မတူဘူးသူရကဘောလုံးကန်တာကျော်စွာက basketball ကြိုက်တာဆိုတော့ကျော်စွာရဲ့ sports like out မှာပါထင်မယ် basketball เนาะမကြိုက်တာတော့မရှိဘူးနောက်တစ်ခုက entertainment ကြည့်မယ် entertainment မှာလည်း like ကကြတော့သူကဘာကြိုက်တာလဲဦးနာ listening to music music မှာမှာဘာကြိုက်တာလဲဘယ် music လဲ hip hop music ကိုကြိုက်တယ်ဟုတ်ပြီเนาะ dislike မှာတော့မရှိဘူး ။အဲသူကမကြိုက်ဘူးဆိုတဲ့အကြောင်းတော့ပါတာပြောထားတာမရှိဘူး။ကြည့်ဒါဆိုရင်ဇာတို့နောက်တစ်ခုကြော်စွားတွေ food like ကိုကြည့်ကြည့်ရအောင်။အဲ့တော့ကြော်စွားကြထူးထူးခြားခြားမိသားစုဝင်တဲမှာနော်အခုနာသူကငားမကြိုက်ဘူးတဲ့ငားမကြိုက်ဘဲနဲ့အသားကြိုက်တယ်လို့ရေးထားတယ်အဲ့တော့ဟို vegetable ကတော့မိသားစုဝင်တစ်ခုလုံးကြိုက်ကြတာပေါ့နော်အဲ့တော့ food ရဲ့ like out မှာကြော်စွားတွေသူကအသားကြိုက်တယ်ဆိုတော့ meat ကြိုက်တယ် bean vegetables ကြိုက်တယ် နော်အဲ့မှာ तू မကြိုက်တဲ့ဥစ္စာကငါမကြိုက်ဘူးလို့ပြောထားတဲ့အတွက်ကြောင့် dislike ရဲ့အောက်မှာ fish ဆိုပြီးတော့ထည့်ပေးလိုက်ရင်ရပါပြီကဲဒါဆိုရင်ဒါတို့သမီးတို့ရေနော်ဒီခါကျတော့နော်ဆရာတို့ဘာကိုဆက်ပြီးကြည့်ကြမလဲဆိုရင်နော်အမီးဖြေလေးကြည့်ကြအောင်နော်အမီးဖြေလေးတွေကြည့်မယ်ဆိုလို့ရှိရင် 4b answer the questions ကြည့်မယ်နော်အဲ့ဒါဆရာနဲ့တူမိကွန်ဖြေကြည့်မယ်နော်အခုနဟိုဖတ်ထားတဲ့ passage လို့ပြန်ပြီးတော့ကောင်းတဲ့မှာတတိယနေအောင်လုပ်ထားမယ်နော်โอเค1 how many people are there in thura's family ရဲ့ thura ရဲ့မိသားစုထဲမှာမိသားစုဝင်ဗနေရရှိတယ်လေကဲဒါဆိုရင် thura ရဲ့အဖွားရှိမယ်အဖေရှိမယ်အမေရှိမယ် thura ပါမယ်သူ့ရဲ့ညီလေးပါမယ်အဲ့တော့စုစုပေါင်းဗနေရလဲအားရအဲ့တော့ there are 5 people in thura's family ရပြီကဲ so 2 what does thura's father do ကဲ thura အဖေကဘာအလုပ်လုပ်ပါသလဲ အော်အခုနကဘာပြောထားလဲသူရအဖေကဆရာဝန်အမေကကျောင်းဆရာမပြောထားတယ်အဲ့တော့ဦးကအဖေအတွက်ပဲမေးတာဖြစ်တဲ့အတွက်ကြောင့်သူရ 's father is a doctor ဆရာဝန်တယောက်ဖြစ်ပါတယ်ဖြည့်ပြလိုက်မယ်နော် okay 3 what are the hobbies of the two boys two boys ဆိုတာဘာသူပြောရလဲသူရနဲ့သူ့ရဲ့ညီနဲ့နော်အဲ့တော့ကောင်းလေးနှစ်ယောက်ရဲ့ hobby ပေါ့နော်ဝါသနာတွေကဘာတွေများဖြစ်မလဲအဲ့တော့အခုနကဘာဖြစ်မလဲဆိုတော့သူတို့နှစ်ယောက်က hobby တော့မတူဘူးနော် ဲ့တော့ဘာတွေဖြစ်မလဲစဉ်းစားကြည့်နှစ်ယောက်စလုံးက hobby မှာတူတာဆိုလို့ဘာရှိလဲဆိုတော့ခုန sports လောက်ရတာကြိုက်တယ်နောက်တစ်ခုဘာကြိုက်တယ်လဲဆိုတော့တခြင်းနားထောင်ရတာကြိုက်တယ်နော်ဒါအဲ့နှစ်ခုကတော့သူတို့ရဲ့ hobby တွေပေါ့နော် at the hobbies of the two boys are playing sports and listening to music အားကစားလုပ်တာနဲ့ listening to music တခြင်းနားထောင်တာဖြစ်ပါတယ်4 what kind of music does thura listen to ကဲဒီက thura ရမေးတာတယ် thura ကဘယ်တေးဂီတအမျိုးအစားကိုနားထောင်တယ်လဲအိမ်မှာဆရာတို့စဉ်းစားရမှာဟိုနှစ်မျိုးပဲပါတယ် hip hop နဲ့ pop နဲ့အိမ်မှာ thura က hip hop ကိုကြိုက်တာလား pop ကိုကြိုက်တာလား thura က pop ကိုကြိုက်တာ hip hop ကိုကြိုက်တာဘာလို့လဲသူရဲ့ညီလေးကြောစွာကြိုက်တာဟုတ်ပြီနော်ကဲအဲ့တော့အခုကဘာလို့ရမေးတာ what kind of music does thura listen to နော် what kind of music does thura listen to ဲ့တော့အဲ့ဒါဖြစ်တဲ့အတွက်သူရ listens to pop music ဟုတ်ပြီကဲဒါဆိုဆရာတို့နောက်ဆုံးပုတ် what type of food do they all like သူတို့အကုန်လုံးကြိုက်တဲ့အစားအစာတစ်ခုပဲရှိတယ်။ဘာပြောထားလဲမိသားစုတစုလုံးအရွက်တွေအသီးအရွက်တွေကြိုက်တယ်လို့ပြောထားမှာလားအဲ့တော့ဘယ်လိုဖြစ်မလဲ they all like vegetables ဒါပဲကဲအဲ့တော့ဒါတို့သမီးတို့ကြီးနော်ဒီသင်ခန်းစာမှာတော့အဓိကဗာလိတွေမှတ်ထားရမလို့ဆိုဒါတို့သမီးတို့ကနော် like တွေ dislike တွေ တွေเนาะနောက်တော့ love ဖြစ်တာတွေနောက်တစ်ခု hate ဖြစ်တာတွေကိုသိကြရမယ်เนาะအဲ့တော့အခုနပြောလို့ emotion လေးတွေဒါသမီးတို့ကပြတ်တတ်ရမယ်เนาะ emotion လေးတွေပြတ်တတ်ရမယ်ဆိုတော့ဥမာအပြင်အရန်ကြိုက်တယ်ဆိုလို့ရှိရင်ဆရာတို့က love ပေါ့เนาะအလွန်ကြိုက်သည်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဆရာတို့က emoji လေးတစ်မျိုးနဲ့ပြတယ်။ emotion လေးတစ်မျိုးနဲ့ဆရာတို့ကဥနာပြတယ်။ နော်ဘယ်နော်အဲ့တော့ဆရာတို့ really really ကြိုက်ရင်ကြတော့ like like ကြတော့ဆရာတို့ကဘာနဲ့သုံးမလဲ emotion လေးอ่ะပြုံးတော့ပြုံးတယ်ဒါမှလည်းဟုတ်လားအပေါင်းလက္ခဏာလေးတစ်ခုနဲ့ပြမယ်ကဲအဲ့မှာမကြိုက်တော့ဘူးမကြိုက်တော့ဘူးဆိုရင်ဆရာတို့က dislike လို့သုံးတယ်နော် dislike ဆိုလို့ရှိရင်အနှုတ်လက္ခဏာလေးတစ်ခုဖြစ်သွားပြီအဲ့ဒါဒီနောက်မျက်နှာလေးကလည်းနည်းနည်းမှဲ့သွားပြီအဲ့အဲ့မှာမှလုံးဝမကြိုက်ဘူးနော်ဆိုရင် hate ဖြစ်သွားပြီအဲ့မှာအနှုတ်လက္ခဏာတစ်ခုမျက်နှာလည်းမှဲ့သွားပြီနော်တော်တော် ော့အဲ့ဒါလေးတာရုတ်သမီးတို့ပြောတတ်မယ်နောက်တော့ကိုကြိုက်တာတွေမကြိုက်တာတွေဘယ်ဟာကိုကြိုက်တာလဲမကြိုက်တာလဲเนาะအဲ့ဒါလေးကိုလည်းတာရုတ်သမီးတို့ကဖော်ပြတတ်မယ်နော်ကိုတင်ငယ်ချင်းအချင်းချင်းလည်းပြောပြတတ်မယ်เนาะအဲ့ဒါလေးတွေကိုတာရုတ်သမီးတို့ဒီ lesson မှာသိကြမယ်เนาะအဲ့တော့ဆရာနဲ့တာရုတ်သမီးတို့ ਨੇ ဒီ lesson မှာ read the passage တွေလည်းလုပ်ခဲ့ပြီးပြီးပြီးရင် like တွေ dislike တွေနဲ့ပတ်သက်ပြီးတော့လဲဆရာတို့ကဥနာမိကုန်းလေးတွေလည်းဖြည့်ပြီးသွားပြီ နော်ကြည့်ဒါဆိုရင်ဒါရမီတို့ရေဒီ lesson တွေကတော့ဆရာတို့ပါဝင်လေ့လာခဲ့ရတယ် unit 4ရဲ့ lesson 2ဖြစ်တဲ့ a happy family ဆိုတဲ့သင်ခန်းစာလေးကိုတူတူလေ့လာခဲ့တာဖြစ်တယ်ကြည့်ဒါဆိုရင်ဒါရမီတို့ရေနောက်ထပ်လာမယ့်သင်ခန်းစာမှာလည်းဆရာနဲ့ဒါရမီတို့နဲ့ထပ်မံဆုံးတွေ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်